ဂျိုသားတရဝါကြီးတကောင်နဲ့တငယ်ချင်းတွေဖြစ်သွားခဲ့တဲ့စေတော်သည်ကောင်ပါလေ။ရက်နဲ့တကောင်ရံတစ်ခုမှာကောင်းငင်ရကနေထူးဆန်းတဲ့အရာဝတ္ထုကြီးတစ်ခုကတဲကန္တာတွေကိုရှိန်နဲ့ကြာဆင်းလာပြီးပေါက်ကွဲတန်ကြီးတစ်ခုဖြစ်ပေါ်စေခဲ့ပါလေ။ဒီဖြစ်ပျက်ကိုမုံဆိုးတူးနဲ့ဘေးနာကနေမယမနာဟောင်းနေတဲ့သူ့ရဲ့ခွေးကမြင်လိုက်ရပါလေ။အဲ့ဒီခွေးလေးကထူးဆန်းတဲ့အရာစီကိုကြည့်ဖို့ပြေးသွားပြီမဲ့လဲချက်ချင်းပဲပြန်လှည့်ပြေးလာပါတော့လေ။မုံဆိုးကကျဲလောင်တဲ့ဟိန်းနံတစ်ခုကိုကြားလိုက်ရတာကြောင့်တနက်ဖြစ်ဖို့အသင့်ပြင်လိုက်ပေမဲ့ခွေးလေးကတော့ကြောက်လန့်တကြားထွက်ပြေးသွားခဲ့ပါပြီ နောက်တစ်နေ့မနေ့မှာတော့ရီနီကသူမရဲ့သိဆုံးသွားတဲ့အိမ်မွေးပုတ်တင်ညိုလေးကိုနှုတ်ဆက်ပြီးတော့မိဖို့ပေါ်မှာမိရှုတကြိုပေးလိုက်ပါတယ်။ပြီးရင်သူမရဲ့မေလင်နာကိုဈေးဆိုင်ကိုလိုက်ပို့ပေးဖို့ပြောလိုက်ပြီးတော့သူမမွေးထားတဲ့မွေးအတွက်အစာဝယ်ဖို့ပဲဖြစ်ပါတယ်။ရီနီရဲ့မေလင်နာကတော့သမီးဖြစ်သူထူးဆန်းတဲ့ဒရိဆန်လေးမွေးမြူထားတာကိုတိတ်တဘောမကြအောင်ပြောနေခဲ့ပါတယ်။အနက်စားစားဖို့တွေလင်နာရဲ့ရီစာဖြစ်သူ check ရောက်လာတဲ့အချိန်မှာတော့ရီနီကသူ့ကိုလက်လျူရှူထားတာကြောင့် check ကနှုတ်တော်မဆက်တဲ့အတွက်သူမကိုစူပူပါတော့တယ် အိမ်ကနေထွက်လာတဲ့အချိန်မှာတော့ရီနီကလက်စားချေတဲ့အနေနဲ့ချေရဲ့ဗန်ကားကိုဒေါသရကြီးနဲ့ချေရရီထင်အောင်လုပ်ခဲ့ပါတော့တယ်။ကျောင်းမှာရီနီကတကူရဲသမားဖြစ်ပြီးတော့တခြားကလေးတွေရဲ့လောင်ပြောင်နာကိုအမြဲခံနေရတဲ့သူဖြစ်ပါတယ်။နေ့လယ်စာစားချိန်မှာတော့အပေကန်တူဖြစ်နေတဲ့ကီနယ်စပွဲတကူရဲမှာထိုင်ခဲ့ပါတယ်။ဂီကစကားပြောဖို့ကြိုးစားခဲ့ပေမဲ့ရီနီကတော့အစားအသောက်ကိုသာစိတ်ဝင်စားနေခဲ့ပါတယ်။ကျောင်းစင်းချိန်မှာတော့လင်နာကရီနီကိုလာကြိုဖို့နောက်ကျနေခဲ့ပါတယ်။ လင်နာကသမီးရဲ့တနေ့တာအကြောင်းမေးဖို့ကြိုးစားတဲ့အချိန်မှာရီနီကချက်ချင်းပဲစကားလမ်းကြောင်းလွှဲလိုက်ပြီးတော့သူမရဲ့မိနောက်ကျတဲ့အကြောင်းပြောကာဒီနေ့လင်နာကအလုံးမသွားဘူးဆိုတာကိုသိလိုက်ရပါတယ်။ရီနီကသူမရဲ့မိကိုဆရာဝန်ကိုဖုန်းခေါ်ပြီးတော့စေညိုတောင်းလိုက်ဖို့ပြောခြင်းပေမဲ့လည်းလင်နာကဒီမနက်မှာစေမချမ်းမြေ့စရာလေးရှိနေတာအကြောင်းပါပဲလို့ပြောခဲ့ပါတယ်။ဒါကြောင့်လင်နာနဲ့ချေတို့ရံဖြစ်ခဲ့တယ်ဆိုတာကိုရီနီသိလိုက်ပြီးသူတို့ပြတ်တင့်ပြီလို့လည်းပြောခဲ့ပါတယ်။ချေကဘာကူညီမမရပဲတဏီကုံရစ်တော့နေုံပဲဆိုတဲ့အကြောင်းနဲ့အပြစ်ပြောလိုက်ပါတယ်။ ။ဒေနာကတော့အခြေကသူ့ကိုလိုအပ်ကြောင်းနဲ့တရားဟောကလိုအပ်တယ်ဆိုတာကကောင်းတဲ့ခံစားချက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ရီနီကသူမရဲ့ဒူးဆန်းတဲ့အိမ်မွေးဒိဆန်လေးတွေကိုအစာကျွေးပြီးတော့ပင်ဂျိုတိခိုက်ရင်းနဲ့တချင်းတောင်ဆူပြနေခဲ့ပါတယ်။သူမရဲ့မွေကသူမရဲ့အခင်ဆုံးတငယ်ချင်းဖြစ်နေတာကအစိပစ်စရာကောင်းတယ်လို့တွေးနေမိခဲ့ပါတယ်။နောက်သာစားချိန်မှာတော့ခြေကသူ့ရဲ့ဘန်ကားပေါ်ကခြေရည်ကြောင်းပြောပြီးတော့ရီနီကိုတွေဝိုက်ပြီးတော့ပြစ်တင်ပေမဲ့လင်နာကသူ့ကိုတခြားကြောင်းပဲပြောခံလိုက်ပါတယ်။ အဲ့တော့ခြေကသူတို့မိုက်ခရိုဝေးကအနံစိုးနေတယ်လို့ပြောလိုက်တဲ့အခါမှာတော့ရီနီကသူ့မွေအတွက်ကြွက်သေးတကောင်ကိုအပူပေးခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ခြေကတံမျိုးလောက်တော့ကမတန်ရှင်းမှုဆိုပြီးညှဉ်းညိုလိုက်တဲ့အခါမှာတော့ရီနီကလည်းစိတ်ဆိုးစွာပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ခြေကသူမရဲ့မျက်နှာကိုအာလူကြော်ရီနဲ့ပြစ်ပေါက်လိုက်ပါတော့တယ်။စင်မကောင်းဖြစ်သွားတဲ့ရီနီကအိမ်ထဲကနေထွက်ပြေးလာပြီးအိမ်ထဲမှာတော့လင်နာနဲ့ခြေတို့ရန်ဖြစ်နေတာကိုကြားခဲ့ရပါတယ်။ ဒီဂျင်တွေကိုစိတ်ကိုသွားတဲ့ရီနီကသူ့ရဲ့လေဘိန်းတက်ဆိုင်ကယ်ကိုစီးပြီးတော့တယောက်ထဲငိုကြွေးနိုင်ဖို့အတွက်တဲကနာအလေးကိုမောင်းသွားပါဘူးလေ။အဲဒီချိန်မှာသူမကမောင်းနေတဲ့မုတ်ဆိုးရဲ့ထရကာနဲ့နီနာကဂျိုင်ကြီးတစ်ခုကိုလည်းတွေ့လိုက်ရပါတယ်။သူမနောက်လေကြည့်လိုက်တဲ့အချိန်မှာတော့အเจ้าဘက်ဘွယ်ကောင်းလာတဲ့မိဆာလိုတရဝါကြီးတစ်ကောင်ကဟိတ်ဟောင်နေတာကိုတွေ့လိုက်ရပြီးတော့ကြောက်လန့်စွာပဲထွက်ပြေးပါဘူးလေ။အဲဒီတော်ကြီးကသူမနောက်ကိုလိုက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းသူကထရကာကတန်ကျိုးနဲ့ချိတ်ခံထားရပါတယ် ဲဒီကောင်းကြီးကတန်ကျိုးကိုဖျက်ဖို့စူးစမ်းရင်းနဲ့တနရာလုံးကိုပြေးလွှားနေပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရှုံးပေးလိုက်ပြီးတော့ပင်မနွမ်းနေစွာလဲလျောင်းနေပါတော့တယ်။ရီနီကဒီခွန်ရေးကိုယူပြီးတော့ဆိုင်ကယ်စီပြန်ပြေးဖို့ပြင်လိုက်ပေမဲ့လည်းတတဝါကြီးကမုတ်ဆိုးရဲ့ထောင်ကျောက်မှာမိနေတာကြောင့်နာကျင်နေတာကို သတိထားမိလိုက်ကရက်တန်လိုက်ပါတယ်။ခနာလောက်တုံဆန်းပြီးတဲ့နောက်မှာတော့သူမကထရက်ကားစီကိုသွားပြီးတော့တန်ကျိုးကိုဖယ်ရှားပေးလိုက်ပါတယ်။အဲဒီတရဝါကြီးကအော်လိုက်တဲ့အချိန်မှာတော့ရီနီကထိတ်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ အင်မြောက်တဲ့အခါမှာတော့ရီနီကလင်နာကခြေကိုနှစ်သိမ့်ပေးနေတာကိုတွေ့လိုက်ရပါတယ်။သူမရန်စိမ့်နောက်ရှေ့ဖြစ်သွားတာကြောင့်ခဏလောက်ပြန်မာနေဖို့အဆုံးဖြတ်လိုက်ပါတယ်။မနေ့ရောက်တော့ရီနီကသူတို့နယ်တစ်ဝိုက်မှာရဟယံတွေအများကြီးပြန်တန်းနေတာကိုတွေ့လိုက်ရပါတယ်။တရဝါကြီးတွေ့စိတ်ပူလာတဲ့ရီနီကတရဝါကြီးကိုကူညီဖို့လိုအပ်တဲ့ပစ္စည်းစီရင်ကိုလုပ်ရင်းနဲ့မနေ့ကင်းတစ်ခုစာကုံဆုံးသွားခဲ့ပါတယ်။သူမကဂိတ်ကို သူ့မိရဲ့ဗီဒီယိုကင်မရာငှားခိုင်းလိုက်ပြီးတော့အပြန်အလှန်အနေနဲ့သူ့ကိုအင်္ဂလိပ်စာအင်စာပြောပြခဲ့ပါတယ် ဗီနီအိမ်ရောက်တဲ့အခါမှာတော့လင်နာနဲ့ဂျေရိုကစကားပြောဖို့စောင့်နေခဲ့ကြပါတယ်။ဂျေကသူ့ရဲ့24နှစ်ရဲ့အရေးဖြတ်ထားတဲ့တစိုက်ကိုရီနီစီပေးခဲ့ပြီးမနှက်ပြန်လဲဆက်လုံနိုင်မှုမျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ရီနီကတော့ဂျေကမင်းညားကလည်းတောင်းနေခဲ့တာကြောင့်24နှစ်မပြေဘူးလို့ပြန်ထောက်ပြခဲ့ပါတယ်။ချေကတော့သူကောင်းဆုံးစူးစမ်းနေတာဖြစ်ကြောင်းနဲ့ရီနီလည်းသူ့အမိအတွက်စူးစမ်းတင်ကြောင်းပြောနေခဲ့ပါတယ်။ချေထွက်သွားပြီးတဲ့နောက်မှာတော့ဒေနာကသူတကယ်ကောင်းအောင်စူးစမ်းနေခြင်းကြောင်းပြောခဲ့ပေမဲ့ရီနီကတစိုက်ကိုလွှတ်ပစ်လိုက်ပြီးတော့သူကနည်းနည်းမှတော့တောင်းပန်မသွားဘူးလို့ပြောခဲ့ပါတယ်။ အဲနော်ရီနီကသူမရဲ့ပစ္စည်းအားလုံးကိုဆူတောင်းလိုက်ပြီးတော့အခန်းတကားမှာအင်စာလုံနေတာကြောင့်မနောက်ရှေ့ရဆိုတဲ့ဆိုင်းဘုတ်ကိုတော့တတ်ထားလိုက်ပါတယ်။ဒီနည်းနဲ့ဆိုရင်တော့သူမပြောင်းနေတာကိုသူတို့သတိထားမိမှာမဟုတ်ပါဘူး။ပြီးတာနဲ့သူမရဲ့အမေတို့အိမ်ခန်းထဲကိုခိုးဝင်ပြီးတော့ချစ်ရဲ့ကားတော်တွေကိုခိုးယူခဲ့ပါတယ်။သူထရကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ Volga Bling ငယ်တွေအများကြီးနဲ့တနက်တလက်ကိုတွေ့လိုက်ရပြီးတော့ဒီတနက်ကသူမလိုအပ်တဲ့နောက်ဆုံးပစ္စည်းပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ရီနီကတဲကန်နာရဲကနေရာကိုမောင်းသွားပါလို့ ရယုတ်ချင်းဒူမတတော်ဘာကြီးကိုမတွေ့ပေမဲ့လည်းမှန်မြောင်းနဲ့ကြည့်လိုက်တဲ့အချိန်မှာတော့အချိန်ဝမ်းထဲမှာတွေ့လိုက်ရပါတယ်စန္ဒာရအနေနဲ့တနတ်ကိုမိုးဝထုံပစ်လိုက်ပေမဲ့လည်းတရဝါကြီးကလုံးဝမလုပ်ခဲ့ပါဘူး။နောက်တစ်စင်းအနေနဲ့ရီနီကကင်မရာကိုဆင်းလိုက်ပြီးတော့ထုံကြောက်ကိုဖြတ်တောက်ပေးဖို့တရဝါကြီးစီကိုဖြင်းညင်းစွာချင်းကပ်သွားခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒီတရဝါကြီးကမနှုတ်မရှက်ရှိနေတာမို့တည်သွားပြီလို့ထင်ပြီးတော့ရီနီလည်းလက်ထွက်သွားပါတော့တယ်။ရုတ်တရက်အဲ့ဒီတရဝါကြီးကရီနီကိုမြေပြင်ပေါ်လဲချလိုက်ပြီးတော့သူမကောင်းမော်ကိုတရွေးတွေကြားလာခဲ့ပါတယ်။ သူမကိုအနာခံပြည်တဲ့နောက်ထွက်သွားတဲ့အချိန်မှာတော့ရီနီကသူ့ကိုတေချာကြည့်နိုင်ခဲ့ပြီးတော့သူကကြိုးစားဖြစ်ကြောင်းတွေ့လိုက်ရပါတယ်။သူမကသူ့ကိုစကားပြောဖို့ကြိုးစားပြီးတော့ပန်းတီတလုံးပေးလိုက်ပေမဲ့လည်းသရဝါကြီးကလွန်ပြေးလိုက်ပါတယ်။အဲဒီအချိန်မှာရဟရင်တွေထပ်ပြန်လာလို့ရီနီကရဟရင်တွေကအန်ဒီရရှိသူဖြစ်ကြောင်းကြိုးစားကိုရှင်းပြဖို့ကြိုးစားခဲ့ရပါတယ်။ယန်းဒီပိုင်းရီနီအိမ်မြောက်တဲ့အချိန်မှာတော့ချေရဲ့တနတ်ကိုတဲကနာထဲမှာမိခဲ့မှန်းတီးလိုက်ရပါတယ်။သူမခန်းလေးကထွက်လာတဲ့ခါမှာတော့ခြေကဆိုပါဘုံမှာရက်တောက်နေခဲ့ပြီးတော့လင်နာကိုမပြောဖို့ရီနီကိုတောင်းဆိုခဲ့ပါတယ် သူကသူ့တော်ရေကြောင်မိလိုက်ပြင်မဲ့လဲရီနီကဘာမှမသိကြအောင်ဆောင်းခဲ့ပါတယ်။သူမပြင်ထွက်တဲ့အချိန်မှာချုံပိုးတေကြားရဲကဂျိုသားကိုတွေ့လိုက်ရတဲ့အခါမှာတော့လန့်သွားခဲ့ပါတယ်။သူမသရဝါကြီးကိုထွက်သွားခိုင်းခဲ့ပြင်မဲ့လဲသူကတော့နားမထောင်ခဲ့ပါဘူး။ဒါကြောင့်ရီနီကဆန်ကယ်ကိုယူပြီးတော့ဂျိုသားလိုက်လာအောင်တဲကန်နေရစီကိုမောင်းသွားခဲ့ရပါတယ်။တဲကန်နာထဲမှာဂျိုသားကရီနီမျက်စိအောက်ကနေပျောက်သွားခဲ့ပါတယ်။ရုတ်တရက်အဲ့ဒီသရဝါကြီးကသူမရှိမှပေါ်လာပြီးတော့ပါဇက်ကိုဖွင့်လိုက်ကရွှေအောင်လိုင်းလုံးတွေကသူမမျက်နှာကိုဖုံးထုတ်သွားခဲ့ပါတယ်။ ဇကတော်ကြောင့်ရီနီရဲ့မျိုးလုံးတွေကတောက်ပနေရင်းနဲ့ခနာကိုကမျောလွင်နေခဲ့ပါတယ်။သူမသတိပြန်ဝင်လာချိန်မှာတော့မနဲ့တောင်ရောက်နေပြီဖြစ်ပြီးတော့ဂျူသားကအိပ်ပျော်နေခဲ့ပါပြီ။ရီနီကသူ့ကိုဖက်လိုက်ပြီးသူ့ကိုပြစ်ထားလို့မဖြစ်တာကိုတွေးမိတာကြောင့်အေကော်သွားကမြောက်ခန်းထဲမှာဝှက်ထားလိုက်ပါတယ်။တဲကနာမှာတော့ရိုင်းရင်နေနဲ့စုံစမ်းရေးအဖွဲ့အစည်းတစ်ခုလုံးကကောင်းငင်ကကြာလာတဲ့ထူးဆန်းတဲ့ရာဝတ်ထုကိုရှာဖွေနေခဲ့ကြပါတယ်။ရီနီတယောက်ကြောင်းကိုသွားချင်အောင်ဆောင်ပြီးသူ့မေလို့သွားမသွားသေးချောင်ဖုန်းခေါ်ခဲ့ပါတယ်။ အဲနောက်ချိန်ကလည်းပြင်ထွက်သွားတဲ့အခါမှာရီနီကဂျိုးသားကိုအိမ်ထဲကိုခေါ်လာပြီးတော့အစာကျွေးဖို့ဂျိုးသားခဲ့ပေမဲ့လည်းသူမကျွေးသမျှအရာအားလုံးကိုသူကညှင်းပယ်နေခဲ့ပါတယ်။ဂျိုးသားကိုအိမ်ဘက်လည်းလိုက်ပြပြီးတော့ရီနီကသူ့အိမ်မွေးတရိစံနေနဲ့မိတ်ဆက်ပေးခဲ့ပေမဲ့လည်းသူ့ကိုစားမပြတ်အောင်ဓာစီခဲ့ရပါတယ်။အဲနောက်သူမကဂျိုးသားကိုခရုတ်လိုနံမြည်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရီနီတချင်းဆိုပြီးဘင်ဂျိုတီးခတ်လိုက်တဲ့အချိန်မှာတော့ခရုတ်ရဲ့အကြီးကွန်ကြီးကတုံခါသွားခဲ့ပါတယ်။ရီနီကသူကြောင့်နေတယ်လို့ထင်ပြီးသူ့ကိုကာကွယ်ပေးမယ်လို့အာမခံခဲ့ပါတယ်။ ခဏကြာမှာတော့လင်နာကအစိမ့်ကြယောဂကိုမကင်တွဲနိုင်လို့အလုတ်ကနေစောစောပြန်လာခဲ့ရပါတယ်။ခြေကသူ့ရဲ့48နာရီရက်ဖြတ်ထားတဲ့တစိမ့်တပ်ပုံကိုပို့လာတဲ့အချိန်မှာတော့လင်နာကကားထဲမှာငုံနေခဲ့ပြီးတော့သူမကမကြိုးစားပေးရတာတွေကမလုံးလောက်ဖူးလို့တွင်းနေခဲ့ပါတယ်။အေဂန်ထဲမှာရီနီကဂရုံးနဲ့တူတီဗီကြည့်နေတော့သူ့အမေတကားဖွင့်တန်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ထိတ်လန့်သွားခဲ့ပါတယ်။သူမရဲ့တကယ်ရင်တဲ့နဲ့တူအိမ်ထဲကနေခိုးထွက်ခဲ့ပြီးတော့လင်နာကတော့တိုင်အိမ်လုံးရှုပ်ပွားနေတာကိုတွေ့ရတဲ့အခါမှာစိတ်နှောက်ယှက်ဖြစ်ပြီးတော့စိတ်ငြိမ်စေးတွေတောက်လဲရပါတယ်။ ရီနီနက်ကတော့မြောက်ခမ်းတဲ့စီပေါ်မြန်ပြေးသွားကြတော့ဂေကသူ့ကင်မရာအတွက်အင်ကိုရောက်လာခဲ့ပါတော့လေလင်နာကသူ့ကိုရီနီခမ်းနဲ့ဝင်ခွင့်ပေးလိုက်ပြီးတော့သူကရီနီရဲ့ဆုံးမသွားတဲ့ဖခင်ရဲ့ဓာတ်ပုံကိုကြည့်လိုက်ပါတယ်ပြီးရင်ရီနီကောင်းကိုနန်းကြည့်ဖို့စဉ်းစားခဲ့ပေမဲ့လည်းယူကြောင်ကြောင်နိုင်တယ်ဆိုတာကိုတွေးမိကသူ့ကိုသူတားဆီးလိုက်ပါတယ်ခရော့အတွက်ရေချိုချန်တာပေးခဲ့ပြီးတဲ့နောက်ရီနီအိမ်ထဲကိုပြန်လာပြီးစိတ်အဆင်မပြေလို့ကြောင်းမတက်ခဲ့တာဖြစ်ကြောင်းသူမရဲ့ဒေါသထွက်နေတဲ့အမိကိုပြောခဲ့ပါတယ်ရင်းနီသူမရဲ့ခန်းထဲသွားတဲ့အချိန်မှာတော့ခရော့ရဲ့ဗီဒီယိုကိုကြီးကကြည့်နေတာကိုတွေ့လိုက်ရပါတယ် ရင်းနီကဒဲကန္တာထဲမှာတွေ့ခဲ့တဲ့ဒိရိစံတကောင်ဖြစ်ပြီးထွက်ပြေးသွားတာတူပဲဖြစ်မှာပါလို့ပြောခဲ့ပါတယ်။သူမကကင်မရာကိုဂီးစီကနေလွတ်ယူလိုက်ပေမဲ့လည်းဂီးကတိတ်ခွေကိုယူထားမှန်းသိလိုက်ရပါတယ်။သူတို့အဲ့တိတ်ခွေကိုလူကြီးနဲ့ရံပြစ်နေကြတော့မှပဲလင်နာကရောက်လာပြီးတော့တကားကိုဖွင့်ထားရမယ်လို့ပြောကာထွက်သွားခဲ့ပါတယ်။ဂီးကရင်းနီကိုမှန်တိုင်းပြောခိုင်းလိုက်ပြီးတော့မဟုတ်ရင်တိတ်ခွေကိုရဲလက်အပ်မယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ရင်းနီလက်ကီကိုမြောက်ခန်းနဲ့စီကိုခေါ်သွားပေးခဲ့ရပါတယ်။ ရောဂါကောင်လေးကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ရီနီကတော့သူကတငယ်ချင်းဖြစ်ကြောင်းသူ့ကိုတင်ပြနေခဲ့ပါတယ်။ကရောဂါကီကိုနှက်ခံလိုက်တဲ့အချိန်မှာတော့သူသတိလည်သွားပြီးတော့ပေါင်းမိတဲ့ရှုပေါင်းမိသွားခဲ့ပါတယ်။ခဏကြာမှကီနိုးလာတဲ့အချိန်မှာတော့အော်ရင်မသွားမိအောင်လို့ရီနီကသူ့ပါဇက်ကိုပိတ်ထားခဲ့ရပါတယ်။ဒီလာနဲ့ရီနီကသခြင်းဆိုရင်နဲ့ကရော့ကိုပသက်ပေးနေခဲ့ကသူ့အခြေကွန်တွေတုံခါသွားတာကြောင့်ဒီဂျိုသားကပေါ်ရွေးချောင်းကီကယုံကြည်သွားခဲ့ပါတယ်။အဲနောက်ကီကတိတ်ကိုရီနီစီကိုပြန်ပေးပြီးတော့လေးဝက်ချက်ကိုထိန်းသိမ်းထားဖို့သဘောတူခဲ့ကြပါတယ်။ တို့နေရာလုံးအနားမှာတော့တို့ကိုစောင့်ကြည့်ပြီးတော့ဓာတ်ပုံရိုက်နေတဲ့ Asian Brown ကိုတော့မမြင်ခဲ့ကြပါဘူး။ညနေပိုင်းမှာတော့ Rini ကမြောက်ကန်းတဲ့ကအတန်းတွေကိုကြားလိုက်ရလို့အောက်ဆင်းသွားပြီးတော့ Crowd တွေဘင်ဂျိုတိခတ်ရင်းနဲ့သတင်းဆိုပေးခဲ့ပါတယ်။သူမကဒီတူရီယာကသုံးသွားတဲ့သူမရဲ့ဖခင်ပိုင်ခဲ့ကြောင်းရှင်းပြပြီးတော့ကလေးဘွားကအဖြစ်ပြက်လေးတွေကိုပြောနေခဲ့ပါတယ်။ရင်းနီကဖရော့ကိုစာကြည့်ဖို့ထပ်ပြီးစူးစမ်းပေမဲ့လည်းသူကဘာကူးမှမကြိုက်ခဲ့ပါဘူး။နောက်ရင်းနေ့လည်စာစားချိန်မှာတော့ဂီဂါဂျူရီစပါကနေစေကူရကတီအိုရီတစ်ခုကိုပြောပြလိုက်ပါရယ်။ ခရော့ကအင်ဝေးဒရီဆန်၎င်းလိုစာကြွေးတာကိုမလိုချင်ဘဲနဲ့အမဲလိုက်ချင်တာဖြစ်မယ်လို့ထင်ခဲ့ပါတယ်။ယနေ့ပိုင်းမှာတော့သူတို့နှစ်ယောက်ကခရော့ကိုဟဲအိုးကျောက်စီကိုခေါ်သွားပေးခဲ့ပြီးဂိတ်ကဝက်တအုပ်ကိုထားပေးခဲ့ပါတယ်။နောက်ဆုံးတော့ခရော့ကဝက်တွေကိုစားလိုက်ပါတော့တယ်။အစာစားပြီးတဲ့အချိန်မှာတော့သူကဝက်သားတစ်ပိုင်းကိုရင်းနှီးအတွက်ယူလာပေးခဲ့ပါတယ်။ရင်းနှီးကဂျေဆုတင်ကြောင့်ဂိတ်ကိုပွေးဖက်ဖို့ကြိုးစားပေမဲ့ခရော့ကဟဲရောက်ပြီးသူတို့ကိုထိခွင့်အောင်မပြုတ်ခဲ့ပါဘူး။ ကရော့ကိုမြောက်ခန်းထဲထားခဲ့ပြီးတော့ရီနီကသူမရဲ့ခန်းလေးကိုပြန်သွားဖို့ကြိုးစားနေတော့မှာပဲ။အရင်မူးနေတဲ့ချိတ်ကသူမရဲ့စပင်ကနေဆွဲကင်ပြီးတော့ဆိုပါပေါ်ပြစ်ချလိုက်ကသူ့တနက်အကြောင်းကိုမေးပါပါလေ။ရီနီကလိမ်မို့ကြိုးစားပြင်မဲ့ချိတ်ကတိနေတာကြောင့်တနက်ပြောက်သွားကြောင်းဝန်ခံဖို့ကလွဲပြီးတော့တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ချိတ်ကရီနီသူ့ကိုမကြောက်တဲ့တည်းသူ့ကိုလေးစားမှုမရှိဘူးလို့ပြောလိုက်ပါလေ။ဒီနောက်မှာတော့ချိတ်ကသူ့ဖခင်ကလေးဘွားတို့ကသူ့ကိုဘလို့ဆူဆူဝါဆက်ဆံကယ်လဲဆိုတာပြောပြလိုက်ပြီးတော့ဒါကိုသူကလေးစားမှုကိုတင်ပြတဲ့နီလန်အဖြစ်မြင်ကြောင်းပြောပြလိုက်ပါတယ် ထိုင်လန်နေတဲ့ရီနီကတော့ထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းခြေကသူ့ကိုအမြန်ဖမ်းမိလိုက်ပါတယ်။ရီနီကလွတ်မြောက်ဖို့အတွက်သူ့လက်မောင်းကိုကိုက်လိုက်ပါတော့တယ်။အဲဒီနောက်ခြေကသူမကိုနေအစီပြစ်ပေါက်လိုက်ပြီးတော့သူမကိုအပေါ်ကနေလည်းပဲညှစ်လိုက်ပါတယ်။အဲဒီချိန်လင်နာကအော်ဟစ်တန်ကိုကြားလိုက်ရပြီးတော့ခြေကိုဆွဲထုတ်ဖို့ပြေးလာခဲ့ပေမဲ့လည်းခရော့ကလည်းအကုန်လုံးကိုကြားလိုက်ရကမြောက်ခန်းနေရန်ကိုဝင်းတိုက်ပြစ်လိုက်ပါတယ်။အင်ကတုံကလာပြီးမင်းနဲ့တော်ကြမှာတော့ခရော့ကရက်တန့်သွားခဲ့ပါတယ်။လင်နာကတော့မြင်းကလေးပဲလှုပ်တာပါလို့ထင်နေခဲ့ပြီးတော့ခြေကိုတော့အိမ်ကနေထွက်သွားခိုင်းတာသူနဲ့လန်ခွဲလိုက်ပါတယ် သူကထွန်မသွားသေးတဲ့ခါမှာတော့လင်နာကဘီယာပလင်းတစ်လုံးကိုနယံကိုပြစ်ပေါက်လိုက်ကသူ့ကိုထွက်သွားခံလဲပါတယ်။လင်နာကရီနီကိုကြည့်ဖို့ကြိုးစားလိုက်ပေမဲ့ရီနီကဒီချိန်နေတိရအောင်ခွင့်ပြုခဲ့တဲ့အတွက်သူမရဲ့မိကိုရန်တော်သားထွက်နေကသူမရဲ့ခန်းထဲပြေးဝင်သွားခြင်းအောင်ဆောင်ခဲ့ပါတယ်။တကယ်တော့ရီနီကမြေောက်ခန်းထဲသွားလိုက်ပြီးတော့ခရုတ်ကိုစိတ်အေးအောင်နေဖို့တတိပေးခဲ့ကသူမကအဲ့ဒီမှာပဲအိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ရီနီစီကိုဂျော်နာသန်ရောက်လာပြီးတော့သူ့ရဲ့ကပ်ပြားကိုပြကာတနတ်ကိုတွေ့ခဲ့ကြအောင်ပြောပြီးတော့ရီနီကိုကားထဲဝင်ဖို့ပြောလိုက်ပါတယ်ဒီတနတ်ကအချိန်နဲ့မြင်းနဲ့မပုံတင်ထားပေမဲ့လည်းနောက်ဆုံးလက်ပွေတွေကရီနီဟာရီဖြစ်နေခဲ့ပါတယ်သူမကအသေးခဏတိုင်းမှာတနတ်ပြစ်ဖို့သွားခဲ့တယ်လို့ပြောတဲ့အချိန်မှာတော့ဂျော်နာသန်ကအခုတော့ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်လို့ပြောပြီးတော့သူ့ရဲ့လုပ်ငန်းသုံးကပ်ကိုပြေးခဲ့ပါတယ်သူမကသူလိုချင်တဲ့အချက်လက်တွေကိုဖုန်းဆက်မပြောရင်နောက်တစ်ခါတော့ရှာခွေဝရန်နဲ့လက်ထိတ်တွေနဲ့ပြန်လာမယ်လို့ပြောခဲ့ပါတယ် စင်းထဲမှာပဲလင်နာကရေမလာတာကိုသိလိုက်ပြီးတော့ရေပိုက်သမားကိုဖုန်းခေါ်လိုက်ပါတယ်။ရေပိုက်သမားကတငယ်ချင်းဖြစ်တာကြောင့်သူပြင်နေတော့မှာပဲလင်နာကအလုပ်ကိုသွားလိုက်ပါတယ်။သူမြောက်ခန်းထဲဆင်းသွားပြီးခရော့ကိုတွေးလိုက်ရကထိတ်လန့်ကြားနဲ့သူ့ရဲ့လက်နက်တွေနဲ့ရိုက်ခဲ့ပါတယ်။ဒါကြောင့်မဲခရော့ကသူ့ကိုကဲလိုက်ပါတော့လေ။ထိတ်လန့်သွားတဲ့ရေပိုက်သမားကသူ့ပံကားထဲပြန်ဝင်ပြီးတော့အတန်းနိုင်ဆုံးမြေမြမောင်းပြေးခဲ့ပေမဲ့လည်းနာကျင်မှုနဲ့ကြောက်ရွံ့မှုကြောင့်အာယုံလင့်ပြီးတော့တခြားရင်တစည်းကိုတိုက်မိသွားခဲ့ပါတယ်။ကျောင်းစင်းပြီရီနီအိမ်ပြန်ရောက်တဲ့အချိန်မှာတော့လင်နာကသူနဲ့အရေးကြီးတဲ့စကားပြောဖို့ကြိုးစားခဲ့ပါတယ် ါမဲ့ရီနီကတော့သူမကိုအော်ဟစ်လိုက် ပြီးတော့အကုန်လုံးအတွက်သူ့မိကိုအပြစ်တင်ခဲ့ပါတယ်။ဒါကလီနာကိုစိတ်ထိခိုက်စေခဲ့ပြီးတော့သူကရေပိုက်ပြင်းတဲ့အကြောင်းပြောကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ရီနီကပိုက်တွေဘာကြောင့်ကျိုးသွားတာလဲဆိုတာသဘောပေါက်ပြီးတော့မြောက်ခန်းစီကိုပြေးသွားတဲ့အချိန်မှာတော့ကျမ်းမြေပေါ်မှာလူသွေးကိုတွေ့လိုက်ရပါတယ်။သူမခရော့ကိုကြည့်လိုက်တဲ့အခါမှာတော့သူလဲတွေးထွက်နေတာကိုသတိထားမိခဲ့ပါတယ်။ရီနီကလူတွေကိုတိကျအောင်မလုပ်ဖို့သူ့ကိုပြောလိုက်ပြီးတော့ခရော့ကိုလည်းဒီအိမ်မှာဆက်ထားလို့မရတော့ဘူးဆိုတာကိုနောက်ဆုံးတော့လက်ခံခဲ့ပါတယ်။ အဲဒီအချိန်မှာဂီစီကိုဘရောင်းကရောက်လာခဲ့ပါတယ်။ညနေပိုင်းမှာရီနီကသူမရဲ့ဆိုင်ကိုစီးပြီးတော့ဒဲကနာစီမောင်းသွားကခရော့ကသူမနောက်ကလိုက်လာခဲ့ပါလို့လေ။ဂျူသားကအမြန်ပြေးနေခဲ့ပြီးတော့ရီနီရဲ့ယင်ကိုတော့ကြော်တက်သွားခဲ့ပါတယ်။သူတို့ဂီနဲ့တွေ့ရကမှာတော့ရီနီကခရော့ကိုချေးရဲ့ဘန်ကားထဲထည့်ပြီးတော့တခြားသူတွေရှာမတွေ့နိုင်တဲ့ဘေးမဲ့တော်တစ်ခုစီကိုခေါ်သွားဖို့စဉ်းစားနေကြောင်းပြောလိုက်ပါတယ်။ဒီလိုလုပ်ဖို့အတွက်ခရော့လုံညိုနာတေချာတဲ့အထိကိုခရော့နဲ့အတူနေရမှာဖြစ်ပါတယ်။ ဂီကဘရောင်းသူစီကိုရောက်လာပြီးသူသိကျင်တဲ့အချက်လက်တွေကိုမပြောပြရင်သူ့ရဲ့ရွှေပြောင်းနေတိုင်းတဲ့ဆွေမျိုးတွေကိုနှိမ့်ထုတ်မယ်လို့ခြေချောက်ခဲ့ကြောင်းပြောလိုက်ပြီးတော့သူဘာမှမပြောခဲ့ကြောင်းကိုအာမခံလိုက်ပါတယ်။အဲနောက်ရီနီကကရော့ကိုတဲခန္ဓာရဲကတတကြီးထဲမှာဝတ်ထားပြီးတော့သူမကတော့ခီးထွက်ဖို့အတွက်ထုတ်ဖို့ပြင်ဖို့အိမ်ပြန်လာခဲ့ပါတယ်။သူမကလင်နာအတွက်စာတောင်ချန်ထားခဲ့ပြီးတော့ဂျန်နဲ့အိမ်မွေးဒိဋ္ဌံအားလုံးကိုလည်းလွှတ်ပေးလိုက်ပါတော့တယ်။သူမဘန်ကားထဲဝင်လိုက်တဲ့အချိန်မှာတော့အရမူးပြီးတော့လက်နက်ကင်ထားတဲ့ခြေကရောက်လာပြီးတော့သူမကိုဆွဲထုတ်လိုက်ပါတယ်။ ပြည်ရနယ်ခြေကရီနီနဲ့လင်သားကိုအေကန်းထဲမှာသူနဲ့အတူတူထန်ခိုင်းပြီးတော့သူ့ကိုဘယ်သူမှမချစ်တဲ့ကြောင်ညှဉ်းညူနေခဲ့ပါတယ်။သူကဒေါသထွက်ပြီးတော့ဇပွဲကိုပြစ်ပေါလိုက်ပါတယ်။အဲဒီချိန်တက္ကနာထဲမှာတော့အေဂျင်အဖွဲ့တစ်ခုကတက်တာကိုတွေးလိုက်ရပါမယ်လေ။အထဲကိုကြည့်လိုက်တဲ့အခါမှာဗလာနက်တီဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ခရော့ကအခုအင်စီကိုပြန်ပြေးနေခဲ့ပြီးတော့ခြေကလင်သားကိုရိုက်နဲ့နေခဲ့ကလင်သားကသူ့သမီးကိုထွက်သွားဖို့အသေးအံပြောနေခဲ့ပါတယ်။ရင်းနှီးထွေပြဖို့ကြိုးစားလိုက်တဲ့အချိန်မှာတော့ခြေကသူ့နောက်ကိုလိုက်ပြီးတော့သူမကိုပန်ကားပေါ်ကိုရိုက်ချခဲ့ပါတယ် ပြည်နာနဲ့လင်နာသူ့ကိုမချစ်တာကရီနီရဲ့အပြစ်ဖြစ်တယ်လို့ပြောရင်းနဲ့တနတ်နဲ့သူမကိုချိန်လိုက်ပါတယ်။ယုတ်တရဂရုကအချစ်ကိုဘန်ကားစီကိုတိုက်ချလိုက်ပြီးတော့တပ်ပစ်လိုက်ပါတော့တယ်။ရီနီကဂျူသားကိုတောက်ဖို့ဂျူသားခဲ့ပေမဲ့လည်းဂရုကသူမကိုဟင်းအောင်လိုက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာဂီးရောက်လာပြီးတော့ချေးရဲ့အလောင်းကိုမြင်တာနဲ့အန်ချလိုက်ပါတော့တယ်။ဂရုကိုကူညီဖို့မဖြစ်နိုင်တော့ဘူးလို့ထင်ပြီးတော့သူအေဂျင့်တွေနဲ့စကားပြောခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်။ယုတ်တရဂျော်နတန်ကအိမ်ထဲကနေထွက်လာပြီးရီနီဆိုင်ကဘိန်းတွေကိုပစ်ချလိုက်ပါတယ်။ ။မကြခင်မှာအဖွဲ့တကူလုံးကအိမ်ကိုဝိုင်းထားပြီးတော့သူတို့ရဲ့စစ်ပစ္စည်းအားလုံးကိုတက်ဆင်လိုက်ကြပါတော့တယ်။ရီနီကိုကလထိုင်မှာကြီနောင်ထားပြီးတော့သူမရဲ့သပင်ပေါ်မှာဆက်တကူတက်ဆင်ကဂျိုသားနဲ့သူမရဲ့နှောင်ကြိုးကအေဂျင့်တွေမြင်မှုသမျှတွေမှာပြင်းထန်ဆုံးဖြစ်ကြောင်းကွန်ပျူတာကအတည်ပြုခဲ့ပါတယ်။ဂျိုနာသန်ကရီနီကို OS စေဖို့အတွက်သူမရဲ့လက်ချောင်းကိုချိုးလိုက်ပါတော့တယ်။ခရော့ကသူမရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတာနဲ့ချက်ချင်းပဲအင်စီကိုပြန်ပြေးလာခဲ့ပြီးတော့ထောင်ချက်သေးကိုတန်းတန်းကိုဝင်သွားခဲ့ကသတိလက်သွားလက်တီကိုစက်တိုက်ကိုလျှက်စစ်ရှော့တိုက်ခံခဲ့ရပါတယ် ရီနီကတောင်းပန်ရင်အော်ရပေးမယ်လေဂျွန်နသန်ကတော့သူ့မကိုမိမျိုးသွားအောင်လှုပ်လိုက်ပါတယ်အချိန်နှင်းငယ်ကြာပြီးတဲ့နောက်ခရော့ကိုမိမျိုးအောင်လှုပ်ထားပြီးတော့အထူးစဉ်တစ်ခုနဲ့ဆိုးရအစာအုပ်တစ်ခုစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ရီနီကိုတော့စေကျော်ရေးခန်းတစ်ခုကကလတိုင်းတစ်ခုပေါ်မှာထားထားပြီးတော့လိုလာရာနဲ့ဂျွန်နသန်ကိုမြင်ကသူ့မျက်နှာကိုဒရိနဲ့ထွေးလိုက်ပါတယ်သူမကခရော့ကသူမရဲ့တငယ်ချင်းပြေချောင်ရှင်းပြခဲ့ပေမဲ့လေဂျော်နသန်ကဂျိုသားကအန်နီယယ်ရှိတယ်လို့ပဲအခိုင်အမာပြောနေခဲ့ပါတယ် ရင်းနီကဂျိုသားကိုပထမဆုံးတွေ့ရှိသူမို့ကြောင့်ပြောလိုက်ပြီးတော့သူမကတွေ့ရှိပြီးသိရှင်ကြံရည်သူပထမအဦးဆုံးတယောက်သာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အစိုးရကတော့ဂရုကလူသားတွေတဲ့ညာရင်ပုံမြင့်တဲ့တက်ရှိတွေကဗန်ဒီထားတဲ့ဒါရဲ့ဒိဋ္ဌံဖြစ်ပြီးကင်းတော့ဖို့ကဘာကိုဆေလွတ်ခဲ့တာကိုယုံကြည်နေခဲ့ပြီးတော့ဒါကနာဂတ်မှာသူတို့ကျူးကျော်ခံရနိုင်တယ်လို့ဆိုလိုနေခဲ့ပါတယ်။ရင်းနီကဂရုနဲ့နောက်ဖွဲ့ထားတာကြောင့်သူမကိုအသိပညာရှင်တွေကလေးလာခွင့်ပြုဖို့ဂျွန်နသန်ကပြောလိုက်ပါတယ်။ဒါမှဂျိုသားတွေကိုတတ်ဖို့အကောင်းဆုံးနီလန်းကိုသိနိုင်မှာဖြစ်ပါတယ်။ သူကရီနီသဘောမတူရင်လင်နာကိုဆက်ယောဂါကို ဆေးုံပို့ပြီးတော့ရီနီစီကနေချက်လက်တွေကိုတင်းကျပ်ဆင်ပေးမယ်လို့ချင်းချောက်ခဲ့ပြီးဒါကသူမကိုတည်စီနိုင်တယ်လို့လည်းခြောက်လိုက်ပါတယ်။လင်နာကိုရီနီနဲ့တွေ့ပွဲပြုခဲ့ပြီးတော့လင်နာကသူမစာကိုဖတ်ခဲ့ကြောင်းပြောကအရာအလုံးအတွက်သူမရဲ့သမီးကိုတောင်းပန်ခဲ့ပါတယ်။လင်နာထွက်သွားပြီးတဲ့နောက်မှာတော့ရီနီတယောက်ဂျော်နသန်ချိုးခဲ့တဲ့လက်ကိုကိုင်းလိုက်ကနာကျင်စွာနဲ့အဟိတ်လိုက်ပါတော့တယ်။ သူမရဲ့အော်ရီတန်ကိုကြားတဲ့အချိန်မှာတော့ဂျော်ဒန်ကချက်ချင်းခန်းထဲကိုပြေးဝင်လာပြီးတော့သူမရဲ့ပါဇက်ကိုပိတ်လိုက်ပါတယ်။ဒါမဲ့ရီနီကတော့သူ့ကိုကိုက်လိုက်ပါလို့ရယ်။ရီနီအော်တန်ကိုကြားလာတဲ့ခရုကသူ့ကိုသူလွန်မြောက်အောင်ယုံထွက်ပြီးတော့သူ့ကိုတားဖို့ကြိုးစားတဲ့အဆောင်အားလုံးကိုလည်းစတင်တက်ဖြတ်ပါလို့ရယ်။ပြီးတော့မိတ်တော်မိတ်တော်ဖြစ်လာပြီးတော့ဇာဦးတခုလုံးမှာချက်ပေးတန်နေပက်တင်ထန့်နေခဲ့ပါတယ်။ခရုကတခဲကနေကနေထွက်ပြေးပြီးတော့ဇင်းညာလန်အတိုင်းပြေးကသူ့ကိုတားဖို့ကြိုးစားသူတန်းကိုလည်းတက်ပြတ်ခဲ့ပါတယ်။ ဒင်နာကသူသမီးတွက်စိတ်ပူနေခဲ့ပေမဲ့လည်းတကားကတော့ခတ်ထားတာကြောင့်သူမရဲ့လေဝင်လေထွက်ပေါက်တွေကနေထွက်ပြေးလိုက်ရပါတယ်။ဇင်းညာလမ်းမှာတော့အလောင်းတွေပုံနေတာကိုတွေ့လိုက်ရလို့သူမလည်းထိတ်လန့်သွားခဲ့ပါတယ်။ဂျိုနာသန်နဲ့ဘရောင်းတို့ကသူတို့ရဲ့လက်နက်တွေကိုအသင့်ပြင်ပြီးတော့တကားကိုချိန်ကာစောင့်နေခဲ့ကြပါတယ်။ဒါမဲ့ရုတ်တရက်ခရုကအချိန်နဲ့ဖောက်ထွင်းပြီးတော့အခန်းထဲကိုဝင်လာကသူတို့နှစ်ယောက်လုံးကိုလွတ်ဆွင်သွားအောင်လှုပ်ပစ်ခဲ့လို့သူတို့အားလုံးသတိလည်သွားခဲ့ကြပါတယ်။ခရုကသူတို့ကိုတတ်ဖို့လိုတော့ရီနီကသူ့ကိုမတတ်ဖို့နားချလိုက်ပါတယ်။ ဒါမဲ့ဂရုကိုပုသက်ပေးင်းနဲ့စိတ်ငြိမ်သွားအောင်လုပ်ပေးလိုက်ပြီးတော့ဂျော်နသန်ရဲ့တော့တွေကိုယူပါသူမလက်ထိပ်တွေကိုချွတ်လိုက်ပြီးတော့သူတို့နှစ်ဦးလည်းထွက်ပြေးခဲ့ကြပါလေအပြင်ဘက်မှာတော့ရီနီနဲ့ဂရုကဂါရစီရဲကိုဝင်ဖို့ကြိုးစားနေတော့မှာပဲဂျော်နသန်ကထွက်လာပြီးတနက်နဲ့ပြစ်ခတ်လိုက်ပါလေဒါမဲ့ကံကောင်းစွာနဲ့ပဲကေးကနီနာမှာစောင့်နေခဲ့တာကြောင့်သူတို့ကိုချိန်မီတတိပေးနိုင်ခဲ့ပါလေရီနီနဲ့ဂရုတို့ဂါရစီနောက်မှာပုန်းလိုက်ပြီးတော့ဂျော်နသန်ကကော်မလေးတွေကိုတိမှန်သွားနိုင်တာကိုဘီယူးမဆိုင်ဖက်နဲ့ကားကိုစက်တိုက်ကိုပြင်နေခဲ့ပါလေ ဗီနီကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်တဲ့ခရူကဘုံရာကနေထွက်လာတဲ့အခါမှာတော့ဂျော်နသန်ကသူ့ကိုချက်ပေါင်းများစွာပြစ်ခတ်လိုက်ပါတော့တယ်။ဒါမဲ့ခရူကသူ့ကိုဝင်တိုက်ချပြီးတော့တပ်ပစ်နိုင်ခဲ့ပါသေးတယ်။ဗီနီကသူမရဲ့တငယ်ချင်းလေးနာပြေးသွားပြီးတော့ခရူတည်ဆုံသွားပြီးဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့အလုံးဝမ်းနေပြီးတော့ဟိုကျွေးပူဆွေးနေခဲ့ပါတော့တယ်။ဒေနာနဲ့ဂီရိုကတော့သူမကိုနှစ်သိမ့်ဖို့အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။အချိန်နှင်းငယ်ကြာပြီးတဲ့နောက်မှာတော့လင်နာရီနီနဲ့ကီရိုကအတူတူပျော်ပဲစားထွက်ခဲ့ကြပါတယ် တပတ်ကအစိုးရတခွဲခန်းတစ်ခုမှာတော့သူတို့ကခရုရဲ့ခန္ဓာကိုယ်ကိုလေ့လာဖို့စူးစမ်းနေတုန်းပါပဲရုတ်တရက်သူကလှုပ်ရှားနှုတ်ထလာပါတော့တယ်ဇလန်လီကတော့တော်ပါပဲခင်ဗျအစိုးရနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရခင်ဗျ